မန်တန်းရဆွေနောက်ွယ်ကကြိုးကင်ခဲ့တဲ့အရှင်သက်ခဲများကိုလိုနီခေပြီးမှအင်္ဂလိပ်တွေရဆွေတော့မြမတို့ရဲ့စာပေရင်ကျိမှုများစွာကိုမီးပုံရှို့ဖျက်ဆီးခဲ့တာအားလုံးသိကြမယ်လို့ထင်ပါတယ်။နေကျက်လပါစီရီရဲ့မညာမတာဖျက်ဆီးမှုတွေကြောင့်စာပေပရပိုက်ပေါင်းများစွာဟာဆွေတော့လောင်ကျွမ်းပြကြခဲ့ရပြီးအရိထရာမှရှာရှာပါပါတမိုင်းမှတ်တမ်းဖြင့်မန်တန်းရဆွေကြီးနဲ့မဟာရဆွေစာအုပ်တွေကိုတော့တင်စီလိုက်နိုင်ပါတယ်။ ဒါကြောင့် KSS စာပေပညာရှင်တွေဟာမြမသမိုင်းလို့ဆိုလိုက်တာနဲ့မှန်တမ်းပေါ်မှာခြေခံပြီးလေ့လာမှုတွေပြုလုပ်ခဲ့ရတာပါ။ဒါပေမဲ့မှန်တမ်းတွေကရောဘလောက်တောင်ယုံကြည်ရသလဲ။မှန်တမ်းရစွင့်ရဲ့ဖြစ်တည်မှုအရောခိုင်မာရဲ့လားဆိုတဲ့မေးခွန်းတွေကမေးခွန်းတွေထုတ်စရာဖြစ်နေပြန်ပါတယ်။ဒါကြောင့်ဒီကနေ့ရွှေဘို channel video မှာဆိုရင်တော့မြမတမျိုးသားလုံးအားထားရတဲ့မှန်တမ်းရာဇဝင်နောက်ွယ်ကကြိုးကင်ခဲ့ကြတဲ့ဖြစ်ရပ်တွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ မှန်တမ်းရေးသားရခြင်းရည်ရွယ်ချက်ကတော့မြမမင်းဆက်ဆက်ရဲ့မင်းတရားတွေအကြောင်းအဲ့ဒီမင်းတွေရဲ့နန်းတွင်းရေးရာဂိုင်းတွင်မှုတွေအကြောင်းနိုင်ငံ့အရေးရာအကြောင်းအရာတွေကိုနောင်လာနောင်သားတွေဖတ်ရှုလေ့လာနိုင်ဖို့ဖြစ်ပါတယ်။ဒါကြောင့်တတိယမြမနိုင်ငံတော်ကုန်းမောင်မင်းဆက်ရဲ့တတမမြောင်မင်းတပါဖြစ်တဲ့စကိုင်းမင်းလို့ခေါ်တဲ့ဘာကြီးတော်ဖရာလက်ထက်မှာရဟန်းအမတ်လူပညာရှိတွေကိုနန်းတွင်းကိုခေါ်ယူခဲ့ပြီးရာဇဝင်ကျမ်းတစ်ဆောင်ပြုစုဖို့အတွက်ညှိနှိုင်းတိုင်ပင်ခဲ့ပါတယ်။ အရိခက်တုံးကရာဇဝင်ကျမ်းကြီးကိုယဟန်လူထွက်ပညာရှိအမတ်ကြီးမောင်းထောင်းစီရတော်လို့ခေါ်တဲ့မဟာဓမ္မသင်္ချန်ကကြီးကျက်အုပ်ချုပ်ခဲ့ပြီးတော့1190ခုနှစ်ကနေစတင်ကရေးသားပြုစုခဲ့တာဖြစ်ပါတယ်။ဒီတော့ရေးသမားကောင်မဟာဓမ္မသင်္ချန်ကအကဲဖြတ်ရတဲ့အတွက်မှန်တန်းဆိုတာချက်သူ့ရဲ့အာဘောလို့ပဲပြောရမှာဖြစ်ပါတယ်။ဒီနောက်မှာတော့မန်တန်းရာဇဝင်ကျန်းကြီးဟာပထမရာဇဝင်ကျန်းနဲ့ဒုတိယရာဇဝင်ကျန်းဆိုပြီးတော့နှစ်မျိုးထွက်ရှိခဲ့တာပါ ဘာကြီးတော်ဖရာလက်ထက်မှာမဟာဓမ္မအသိဉာဏ်ကပထမတွဲကိုရေးသားပြုစုခဲ့သလိုဒုတိယတွဲကိုတော့ပြည်စမသင်္ဃယနာတဲမင်းတပါဖြစ်တဲ့မင်းတော်မင်းဖရာလက်ထက်မှာဆက်လက်ပြုစုခဲ့တာပါမင်းတော်မင်းလက်ထက်နန်းတွင်ချိန်နေရတော့တည်တဲ့အတိုင်းပါပဲနမရောမေနူဝါစားပြီးစင်ဖြူရှင်မစူပီယာလက်ထိအတ္တကြီးတဲ့မိမရေကြီးပဲနန်းရွေးမှာအုပ်စိုးချဲလဲခဲ့တာမလို့သမိုင်းအမှန်ဟုတ်ပါစေလို့တော့ဖျားမှာထိုင်ဆူတောင်းရမယ့်ပုံဖြစ်ပါတယ် ဒါကြောင့်မန်နန်းရာဇဝင်ရဲ့ပထမတွဲကိုဖုံကြီးလူထွက်ကကိုင်းတဲ့အခါကဘာဦးဖြစ်တည်မှုတွေကြောင့်မြစည်းမဒေတာကြောင့်နဲ့ဖျားလက်ထက်ကမင်းတွေကောင်းမှုကိုရေးရမယ်တရားတွေလောကဝိမင်းကျင့်တရား၁၀ပါးတွေနဲ့မူမတ်ကျင့်ဝတ်တွေကိုထည့်ပြီးတော့ရေးသားခဲ့တာဖြစ်ပါတယ်။ဒါအပြင် ခေဆက်ဆက်မြမမင်းတွေရဲ့ကျွယ်ဝပုံနဲ့စာပေကဗျာစာအရေးသားကျွယ်ဝမှုတွေနဲ့တူဗမာစာပေရင်ကျေးမှုအစံတန်မြမနေမှုတွေကိုရေးသားထွက်တဲ့ကြောင်းလေးတွေ့ရပါလိမ့်မယ်။ ပကံခက်ကနေပြီးတော့ကုန်းမောင်ခေဦးထေဖော်ပြချက်တွေကိုတရားဓမ္မနဲ့သုံးသပ်ပြီးအစိုးနေနဲ့အကောင်းများများနဲ့ကျန်းတဲ့ဆောင်ကိုပြုစုခဲ့တာပါမိမရိအုပ်စိုးတဲ့ကုန်းမောင်ခင်နှောင်းရဲ့မှန်တမ်းဟာဆိုရင်တော့ဗြိတိရှားအင်္ဂလိပ်တွေမြန်မာနိုင်ငံကိုကျူးကျော်ဝင်ရောက်ခြင်းကစပြီးအခြေတည်ထားခဲ့တာဖြစ်ပါတယ်။ဘလို့ပဲတိုင်းရည်ပြည်ရေးဆုံးနေအောင်ရေးထားပါတယ်လို့ပြောပြောအသေးလေးနာမည်ကြီးခဲ့တဲ့နန်းတွဲလူသက်ပွဲကြီးအကြောင်းကိုတော့ထည့်ပြီးတော့မရေခဲ့ကြပါဘူး။ ဒါကြောင့်ဘယ်ယာစွင်ကျမ်းမာမစိုးအရိခေကရေးသူရဲ့အာဘော်နဲ့အာနာရှင်ကျိုးကင်မှုအောင်မှာ စိတ်ကိုစင်စင်ကိုစိတ်ဖြစ်အောင်လို့ရေးသားခဲ့တယ်လို့သာမှတ်ယူရမှာဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောဒီကိစ္စအပေါ်မှာဘယ်လိုများထင်မြင်ကြသလဲဆိုတာ comment လေးမှာပြောပြပေးခဲ့ပါအောင်နော်။ရှိဖို့ channel ကိုအမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဆက်လက်ချစ်ခင်ပါအောင်လို့ပြောကြရင်းလည်းနှုတ်ဆက်ချင်ပါတယ် subscribe like and share ခေါင်းလေးနဲ့ပြီးတော့အားပေးသွားကြပါအောင်ရှင့်ကျမကတော့ခိုင်ပါရှင့်